မင်္ဂလာပါရှင်။မူပြဲမှာစက်ကောင်စီပြစ်ခတ်တဲ့လက်နဲ့ကြီးကြောင်းအမျိုးသမီးတူဦးသေဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ရှန်ကရနီနယ်ဆက်မူပြဲမြို့မှာစက်ကောင်စီပြစ်ခတ်တဲ့လက်နဲ့ကြီးကြောင်းအသက်60အရွယ်အမျိုးသမီးတူဦးသေဆုံးခဲ့တယ်လို့မိသားစုဝင်များကပြောပါရယ်။ဆွန်လာ29ရက်နေ့ညနေ9:00ဝန်းကျင်ခန့်မှာ စကောင်စီရဲ့မူပြဲအခြေဆိုင်ခမာယာလင်းနေတဲ့တက်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့်မူပြဲမျိုးဒေတာခန့်တူဖြစ်တဲ့အသက်60အရွယ်ဒေါခင်သေဆုံးခဲ့ရပါတယ်။ဇွန်လ29ရက်နေ့မှာစကောင်စီတက်တဲ့တော်လိုင်းရဲ့တပ်ဖွဲ့များတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စကောင်စီဘက်ကလက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်ခဲ့ပါတယ်။ ပြခဲ့တဲ့ဆွန်လ29ရက်နေ့မှာလဲစကောင်စီပြခတ်တဲ့လက်နဲ့ကြီးတလုံးမိုးပြဲစပါးကွင်းထဲကိုကြာရောက်ပောက်ကွဲခဲ့ပြီးတော့ရှေးတိန်ခါနေစပါးတွေပြက်စီးခဲ့ရကြောင်းတောင်တူတွေကပြောပါတယ်ရှင်။